မန္တလေးတိုင်းမြင်းချက်ခရိုင်နှထိုးကြီးမြို့နယ်တဲ့ယူဟာမူးဦးဆောင်ကစစ်ကြောင်းထိုးလာတဲ့အင်အား200ဝန်းကျင်မှာစိုးစုကို မလ9ရက်မနေ့ပိုင်းတော်လန်ရေးတပ်တွေတိုက်ခိုက်ရာစိုးစုစစ်ကြောင်းပြတ်ထွက်ပြေးသွားခဲ့ပါတယ်။တိုက်ပွဲတွင်စိုးစု48ယောက်တွေကဗိုလ်မူးဝင်းလိုင်ဦးဗိုလ်ကြီးအောင်ကိုကိုတို့အပါအဝင်စိုးစု14ယောက်ကိုတုံမှန်းအဖြစ်ဖမ်းမိပြီးတော့လက်နက်44လက်နဲ့ခဲရအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ်ပီဒီရဲ့မြင်းချက်ခံရအမှတ်လေး30တရင်တာဝန်ရှိသူတို့ကပြောပါတယ်မလတ်ကိုရမနပိုင်းကနထိုးကြီးမြို့နယ်မြောက်ချမ်းဝလူးရွာရဲစခန်းထဲကထွက်လာတဲ့ဗျူဟာမူးစီရအောင်ဘုံမူးဝင်းလိုင်ဦးနဲ့ဘုံမူးမင်းကြော်အောင်တို့ဦးစီတဲ့ပခုတ်ကူမြို့အခြေဆိုင်စိုးစုရဲ့တမတရတဲ့လောက်ကန်ချင်းလင်းတရင်ခလာရ235 253တဒောင်းလေချောင်းရဲ့ကကွယ်ရေးတက်နဲ့ရဲတွေပါဝင်တဲ့အင်အား200ဝန်းကျင်မှာစုစုနဲ့တော်လိုင်းရင်တက်တွေ ကြားရင်းမိုးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဟာ6နိုင်ကျော်ကြာမြင့်ခဲ့ပြီးတော့ဆိုးစုကဂျက်ဖိုက်တာတိုက်လီရင်နဲ့9ချိန်ပုံကျဲသလို60မမ81မမလက်နက်ကြီးတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်အပြင်းထန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြင်းချက်ခရအမှတ်40တည်ရင်တာဝန်ရှိသူက MP ကိုပြောပါတယ် စိုးစုအထိနာအသေးများပြီးစစ်ကြောင်းပြက်ကထွက်ပြေးသွားသလိုတိုက်ပွဲအတွင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်၃ဦးကြာဆုံးပြီးငင်းချန်ခရိုင်အမှတ်၄၀တရင်ကရဲဘော်၄ဦးထိခိုက်ဒဏ်ရာရတယ်လို့ငင်းချန်ခရိုင်အမှတ်၄၀တရင်ကထုတ်ပြန်ပါတယ်